ာနေ့ကိုရမ်းမစီပဲအရေးပေါ်ဝင်လိုက်ရလို့အသက်လူနေရာကြောင်းထုတ်ပြောလာတဲ့ဖတ်တီမမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဖတ်တီမကတော့အရှိမရောင်းတာကြပြီဖြစ်ပေမဲ့တာနေ့ကိုကိုဝင်ဆောင်ထားတဲ့အချိန်မှာတော့သူ့ရဲ့အချင်ပေါင်းကအရန်ကိုနာမည်ကြီးခဲ့ရဖြစ်ပိုင်ဖတ်တီမကကလင်းမွေဖို့လာနေငယ်လို့သိရလို့ပြောခဲ့ပေမဲ့လက်ရှိမှာအရေးပေါ်ခွဲမွေးလိုက်ရတာပဲဖြစ်ပိုင်ဖတ်တီမကသူ့ရဲ့တာလေးကို9လပိုင်း9ရက်နေ့2025ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးဂရင်950သေယုံမှာတက်ရောက်ခဲ့ရပြီဖြစ်ပိုင် တားယောက်ကြလေးမွေးဖွားခဲ့တဲ့ဖတိမာကတားလေးမွေးဖွားချိန်မှာလေလိုလီသေးမရှိ ပြေဆုံးခဲ့ပါဖတီမာကဒီကလေးကိုမမျော်လင့်မဲရခဲ့တာဖြစ်ပေမဲ့သူတို့ဘဝကိုပြောင်းလဲသွားစီတဲ့ကလေးတယောက်လည်းဖြစ်နေခဲ့ပါယ်။ငါးကနန်းတွေနဲ့တိုက်တိုက်ဆိုင်ဆိုင်များပြနေတဲ့ဒီကလေးလေးကိုတော့အားလုံးကတွေ့ကျင်နေကြပြီးထူထားတဲ့ကလေးလေးအဖြစ်မြင်ဘူးချင်နေကြပါယ်။ဖတီမာကခုနလပိုင်းမှာမွေးဖွားဖို့အစီအစဉ်ထားခဲ့တာဖြစ်ပေမဲ့ အရေးပေါ်မွေးဖွားလိုက်ရတဲ့ရက်ကတော့9လပိုင်း9ရက်နေ့ဖြစ်နေခဲ့ပါတယ်။ကလေးလေးကိုတော့ဂတိ950စီယုံမှတင်ထားရပြီးကျန်းမာရေးမကောင်းတာကြောင့်ကလေးကိုစိတ်ပူနေရပြီး3နာရီမှတခါတွေ့ရတဲ့သားလေးအတွက်စိတ်ပူနေရကြောင်း ကလေးကိုနေကောင်းတမ်းမအောင်ဆူတောင်းပေးဖို့ကိုလည်းတောင်းဆိုနေခဲ့ကြတာပဲဖြစ်ပါယ်။နောက်ပြီးစာဝေနေရေးအရာဖတီးမရဲ့ဆန်လေးကိုလည်းဖွင့်ထားပြီးတော့တခြားသူတွေကရောင်းချပေးနေရပဲဖြစ်ပါယ်။ဖတီးမရဲ့ကလေးလေးကအမေရဲ့ပိုက်ထဲမှာရှိတဲ့ကလေးကနာမည်ကြီးခဲ့သူ ဖြစ်ပြီးမမွေးခင်ကလေးကချစ်ခင်သူပေါ်များပြီးတောင်းတသမျှပြီးဝသူလေးတယောက်လည်းဖြစ်နေခဲ့ပါယ်။ ဥပိန်တရာမှာဖတ်တီမာကအချင်းမောင်းနေရောင်းလာတာကြားပြီးဖြစ်ပေမဲ့ဒီကလေးလေးရောက်လာမှရောင်းအားတွေကောင်းလာခဲ့ပိုင်လူအုပ်ကြီးကတန်းစီပြီးဝဲကြတဲ့အထီကိုရောင်းအားကောင်းခဲ့တယ်လို့အကျွေးတွေအလုံးကလည်းကြည်သွားခဲ့ပိုင်ကလေးမွေးပါဖို့အတွက်လည်းငွေကြီးတွေစုမိခဲ့ရုံသားမကလူအသက်ပေါင်းများစွာကိုလည်းကယ်တင်နိုင်ခဲ့ပိုင်ဖတ်တီမာကတော့ဥပိန်တရာကနေဖျားဝင်းအတွင်းမှာဈေးရောင်းရင်းနဲ့ရောင်းချခွင့်အပိတ်ခံလိုက်ရပိုင်ရိုးရိုးသားသားလောက်ကင်စားတော့သူဖြစ်တာကြောင့်ဖတ်တီမာကဈေးမရောင်းရတဲ့အခါစိတ်ညစ်သွားခဲ့ရပိုင် ဒါပေမဲ့လည်းဖျားဝေးမှာဈေးမရောင်းလိုက်ရတဲ့အခြေအတွေငလင်ကြီးလှုပ်ခတ်သွားခဲ့ပြီးဖျားဝေးမှာပါပျက်စီးမှုတွေများပြားခဲ့ပါအဲ့ဒီဖတီးမသားဈေးရောက်ထွက်ရင်သူလည်းထိသွားနိုင်တယ်လို့ဈေးဝယ်လာသူတွေလည်းထိခိုက်သွားနိုင်ပါတယ်။ဒါပေမဲ့ဒါကိုဖြစ်မှာဆိုလို့ကြိုတင်ပြင်ဆင်ဖယ်ရှားလိုက်သလားလို့တော့ထင်ရပါတယ်။ဖတီးမအတိုင်းလည်းစည်နာကောင်းသူတရားဖြစ်လို့ကလေးမွေးဖို့အတွက်စူးစမ်းထားတဲ့ငွေတွေကိုငလေးပေးတဲ့ပြည်သူတွေစီ အကောင်လှူလိုက်ပါကလေးမွေးဖို့လိုသေးရဆိုပြီးအကောင်လှူလိုက်ပေမဲ့မရော့သွားတဲ့အပြင်ကလေးမွေးစီပေးမဲ့သူဒိုက်ပါဖို့ပေးမဲ့သူတွေကတန်းစီနေတဲ့အဖြစ်စိန်နဂတ်ကြီးပါလက်ဆောင်ရခဲ့ရပဲဖြစ်ပါကလေးအတွက်အသုံးဆောင်ပစ္စည်းတွေမလိုလောက်အောင်ပြည့်စုံနေပြီးလူလီသေးမရှိအောင်ပြည့်စုံနေရကြောင်းအလုံးကအံ့ဩနေကြရပါ යි ကလေးလေးကတော့လူဘဝကိုမရောက်ခင်ကတည်းကလူတိုင်းကသိနေပြီဖြစ်တယ်လို့သူတော်ကောင်းလေးဖြောက်ပဲဖြစ်ရမယ်ဆိုပြီးတော့အလုံးကတွေးကြည့်နေကြပါပြီ။ဖတီမရဲ့ကလေးလေးကဘိုက်ထဲမှာကတည်းကအလူတန်းတွေလည်းလုံနိုင်တယ်လို့အကျွေးတွေလည်းကြေသွားပြီးအမိကိုလည်းစိတ်နှက်ကပန်နိုင်အောင်လုပ်ပေးခဲ့သူလေးပဲဖြစ်ပါ යි ။ဒါပြင်ဖတီမကိုတိုက်တလောက်လူဆိုပြီးတော့ငွေရီလာလူပေးတဲ့သူတွေလည်းရှိရာကြောင့်ဖတီမာကတော့ငွေထုတ်လိုက်ကင်ပြီးစိတ်ကြိုက်လေလှူဒန်းနိုင်ခဲ့ပါ යි ဒါတင်မကသေးပဲဖတီမာကသူ့ဈေးရောက်တဲ့အကြောင်းကိုပြုတ်ပြင်ဖို့အတွက်လဲ ဇေယျာနဲ့ဝင်းဝေတဲကနေဆိုပြီးတော့လူခဲ့ပါသေးရဲ့ကလေးမွေးပါတဲ့အချိန်မှလည်းစိတ်ပူကြမလို့အောင်ကုညီပေးမဲ့သူတွေပေါ်များနေခဲ့ပြီးရက်လက်လာလေးမှတာလီကလူလောကတွေကိုရောက်လာခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဖတီမာကတော့လက်ရှိမှာတာလီကိုအာအမြင်မြင်မွေးဖွားနိုင်ခဲ့ပေမဲ့လည်းတာလီရဲ့တမ်းမိုင်အတွက်စိတ်မအေးနိုင်ဖြစ်နေရကြောင်းအခုလိုဝမ်းနေစွာပြပြလာခဲ့ရပဲဖြစ်ပါတယ်။ဖတီမာကတော့လက်ရှိဂရီ950မှာတာလီကိုကုတာပေးနေပါတယ်။၃နိုင်ချာတစ်ခါတွတ်သွားပြီးကြည်နေရပါတယ်။ အမိကိုကန်ကောင်းခြင်းတွေအကျိုးပေးလို့တဲ့တားလေးကိုအရေးပေါ်ခွဲမွေးလိုက်ရလို့အမိတားလေးကိုမြင်ရတဲ့အချိန်တိုင်းရှင်ထဲမှာစုံနေနေရပါ යි မမိတားလေးနေကောင်းလာအောင်နေပါတယ်လို့ဖတ်ဒီမာကမျက်ရည်တွေနဲ့ရေဖွင့်လာပါ යි တားလေးကျမလာအောင်ဝိုင်းဆူတောင်းပေးကြပါအောင်ရှင်ဆိုပြီးလဲပြောလာခဲ့ရပဲဖြစ်ပါ යි အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အသက်82နှစ်အရွယ်နဲ့မိမ9ယောက်ယူထားပြီးယောက်ျားတို့ကြီးရဲ့အားကြခြင်းကိုခံနေရတဲ့ဦးကြီး မင်္ဂလာပါပရိသတ်ကြီးတို့ဟိထိုင်းနိုင်ငံကမိမရှိရယူထားတဲ့အသက်30ကျော်လူတအုပ်ကိုတချို့ကအားကြခဲ့ရသလိုအသက်ကြီးမှမိမငငယ်ချောချောလေးကိုယူထားတဲ့ဦးမျိုးတန့်ကိုလည်းအားကြနေကြသလိုပတ်စံရှိလို့မိမငငယ်လေးတွေကကို့အဖေရွယ်ဦးလေးကြီးတွေကိုလက်ထပ်ကြတာလို့လည်းပြောနေကြကြပဲဖြစ်ပါတယ်။နောက်ပြီးတချို့ကသွားမပိုင်နေကားပါဖို့အထီးကကြတယ်ဆိုတဲ့စကားပုံကိုလည်းကြားပူကြမယ်ထင်ပါတယ်။ဒါပေမဲ့လည်းဒီစကားပုံတွေကိုပြောင်းပြန်လှန်ယူသွားတဲ့သူကတော့အသက်82နှစ်အရွယ်ဦးကြည်ပဲဖြစ်ပါတယ်။ ။ဦးကြည်ကတော့အသက်80ကျော်အရွယ်ကိုရှောက်နေပြီးဘာလုံးမှမလောက်ကိုင်းနိုင်သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဦးကြည်ကတော့လက်ရှိမှာမိမ9ယောက်ကိုယူထားတာဖြစ်ပြီးနောက်ဆုံးယူထားတဲ့မိမကတော့အသက်20အရွယ်သားရှိသေးတဲ့သူတယောက်လည်းဖြစ်ပါတယ်။မိန်းကလေးကတော့ဦးကြည်ကိုပတ်စံရှိလို့ယူထားတာမဟုတ်ဘဲကိုရိုင်းရှောက်ွေကျွေးမိနေသူတယောက်လည်းဖြစ်တာကြောင့်အလုံးကဥကြည်ကိုအားကြနေခဲ့ကြပြီးပညာသင်ကျင်နေကြသူတွေလည်းများစွာရှိနေခဲ့ပါသည်။ ။ဒါပြင်ဦးကြည်ကတော့နောက်ဆုံးယူထားတဲ့အသက်20မိန်းကလေးကိုတနာချစ်ချစ်လို့သာယူထားကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။ဒါကြောင့်တချို့ကတော့ဆရာတင်မရဲ့ဘပရဲ့အသက်20ကျော်အရွယ်လေးကိုယူထားတာတော့တနာချစ်ချစ်တာတဲ့။အတော်စားနဲ့အပါအဖိုးမဝိတဲ့ပစိုးအဟောင်းလေးတွေရှိရင်တောင်းပေးကြပါလားဗျ။စင်နီနီလည်းပြီးခင်အောင် တင်တန်းကြီးဘလောက်ပဲပေးရပေးရတင်တန်းတက်ချင်လို့ပါဆိုပြီးလဲဝိုင်းစားနောက်နေခဲ့ကြတာပဲဖြစ်ပါတယ်။တချို့ကတော့အဲ့ဒီလိုလူမျိုးတွေအပြစ်မှတကယ်မြင်ဖို့တယ်။မိန်းကလေးငငယ်လေးကကောက်ကောက်ပေါင်လိုက်တာအန့်ကိုအော်လို့ပေါ့။တချို့ကလည်းအသက်ကြီးသူကမှသဘောကျတာတသက်ကိုရှိတယ်။ဒါပေမဲ့ပတ်စံမရှိအလုံးမလုံးနိုင်တော့တဲ့သူကိုယူတဲ့ဒီညီမလေးကတော့တကယ်အံ့ဩပါတယ်။ကျမတို့ကြားဖို့တဲ့သွားမပါလေကားပါရင်ဖြစ်တယ်ဆိုတဲ့စကားကအခုတော့အားလုံးတို့လည်းဖြစ်ပြီ ခုကသွားလဲမပါကားလဲမပါရဲ့အဖို့ကိုယူတာကတော့တကယ့်ကိုအံ့ဩစရာပါပဲနော်ခုကြည့်နေရပြိသက်ကြီးတို့ရောဥကြည့်ကိုအားကြနေကြပြီလားအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆောင်ထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အသက်82နှစ်အရွယ်နဲ့မိမ9ရောင်ယူထားပြီးယောက်ျားတူကြီးရဲ့အားကြခြင်းကိုခံနေရတဲ့ဦးကြီးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ထိုင်းနိုင်ငံကမိမ8ရောင်ယူထားတဲ့အသက်30ကျော်လူတအုပ်ကိုတချို့ကအားကြခဲ့ရသလို အသက်ကြီးမှမိမငငငယ်ချောချောလေးကိုယူထားတဲ့ဦးမျိုးတန့်ကိုလည်းအားကျနေကြသလိုပတ်စံရှိလို့မိမငငငယ်လေးတွေကကို့အဖေရွယ်ဦးလေးကြီးတွေကိုလက်ထပ်ကြတာလို့လည်းပြောနေကြကြပဲဖြစ်ပါတယ်။နောက်ပြီးတချို့ကသွားမပိုင်နေကားပါဖို့အထီးကကြတဲ့ဆိုရဲစကတ်ပုံကိုလည်းကြားပူကြမယ်ထင်ပါတယ်။ဒါပေမဲ့လည်းဒီစကတ်ပုံတွေကိုပြောင်းပြန်လှန်ယူသွားတဲ့သူကတော့အသက်၈၂နှစ်အရွယ်ဦးကြည်ပဲဖြစ်ပါတယ်။ ။ဦးကြည်ကတော့အသက်80ကျော်အရွယ်ကိုရှောင်နေပြီးဘာလုံးမှမလောက်ကိုင်းနိုင်သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဦးကြည်ကတော့လက်ရှိမှာမိန်းမ9ယောက်ကိုယူထားတာဖြစ်ပြီးနောက်ဆုံးယူထားတဲ့မိန်းမကတော့အသက်20အရွယ်သားရှိသေးတဲ့သူတယောက်လည်းဖြစ်ပါတယ်။မိန်းကလေးကတော့ဦးကြည်ကိုပတ်စံရှိလို့ယူထားတာမဟုတ်ဘဲကိုရိုင်းရှာဖွေကျွေးမွေးနေသူတယောက်လည်းဖြစ်တာကြောင့်အားလုံးကဦးကြည်ကိုအားကျနေခဲ့ကြပြီးပညာသင်ကျင်နေကြသူတွေလည်းများစွာရှိနေခဲ့ပါတယ်။ ။ဒါပြင်ဦးကြည်ကတော့နောက်ဆုံးယူထားတဲ့အသက်20မိန်းကလေးကိုတနာချစ်ချစ်လို့သာယူထားကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။ဒါကြောင့်တချို့ကတော့စီယာတင်မာရဲ့ဘဘရဲ့အသက်20ကျော်အရွယ်လေးကိုယူထားတာတော့တနာချစ်ချစ်တာတဲ့။အတော်စမ်းနဲ့အပါအဖိုးမဝိတဲ့ပစိုးအဟောင်းလေးတွေရှိရင်တောင်းပေးကြပါလားဗျ။စီနီလီလည်းပေးခဲ့အောင် တင်တန်းကြီးဘလောက်ပဲပေးရပေးရတင်တန်းတက်ချင်လို့ပါဆိုပြီးလဲဝိုင်းစားနောက်နေခဲ့ကြတာပဲဖြစ်ပါတယ်တချို့ကတော့အဲ့ဒီလိုလူမျိုးတွေအပြစ်မှာတကယ်မြင်ဖို့တယ်မိန်းကလေးငငယ်လေးကကောက်ကောက်ပေါင်းလိုက်တာအန့်ကိုအောင်းလို့ပေါ့တချို့ကလည်းအသက်ကြီးသူကိုမှသဘောကျတာတသက်ကိုရှိတယ်ဒါပေမဲ့ပတ်စံမရှိအလုံးမလုံးနိုင်တော့တဲ့သူကိုယူတဲ့ဒီညီမလေးကိုတော့တကယ်အံ့ဩပါတယ်ကျမတို့ကြားဖို့တဲ့သွားမပါလဲကားပါရင်ဖြစ်တယ်ဆိုတဲ့စကားကအခုတော့အားလုံးတို့လည်းဖြစ်ပြီး ခုကသွားလဲမပါကားလဲမပါရဲ့အဖို့ကိုယူတာကတော့တကယ့်ကိုအံ့ဩစရာပါပဲနော်ခုကြည့်နေတဲ့ပရိသတ်ကြီးတို့ရောဥကြည်ကိုအားကြနေကြပြီလားအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်